ငင်းကလင်းဘေးမှာငွေကျပ်1ဘီလီယံပို့လှူဒန်းကအင်းလေးဒေတာမှာကုညီနေတဲ့ဝင်းမွန်ရွှေကြီးပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးဝင်းမွန်ရွှေကြီးကတော့ဘသူမှမလှူဒန်းနိုင်တဲ့ပမာဏမျိုးနဲ့ငွေကျပ်1ဘီလီယံပို့လှူဒန်းကငလင်းဘေးကိုကုညီခဲ့စေရတွေလှူဆောင်နေရဖြစ်ပါတယ်အလုံးသေးကြတဲ့အချိန်မတ်လ28ရက်နေ့မှာငလင်းကျောင်းနေအိမ်တွေအများပြပြိုကျပျက်စီးသွားခဲ့ရတယ်လို့ဆရာတော်တန်ကတော်တွေအပါအဝင်ရဟန်းရှင်လူပြည်သူအများပြဆုံးပေါက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါ ါတယ်။ဒါကြောင့်လည်းကမ္ဘာနိုင်ငံအသီးသီးကအဖွဲ့အစည်းတွေကငွေအင်အားလူအင်အားကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ ငလင်ဘေးသင်းပြည်သူတွေအတွက်လူတန်းကြတဲ့အနုပညာရှင်တွေထဲမှာအမေရိကန်နိုင်ငံကတတိမကြီးစမိုင်းကစုစုပေါင်းသိန်းပေါင်း1633သိန်းနဲ့အများဆုံးလူတန်းနေရဖြစ်ပါတယ်။ဒါပေမဲ့အခုတခါမှာတော့နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကစမိုင်းထက်သာလွန်ပြီးတော့ဘသူမှမလူတန်းနိုင်တဲ့ပမာဏနဲ့ငွေကျပ်1ဘီလီယံကိုလူတန်းလိုက်တာဖြစ်ပါတယ်။ဝင်းမုံရွှေကအစောပိုင်းမှာလည်းငွေကျပ်သိန်း300ကိုရင်းငလင်တန်းသင့်ပရိသတ်တွေအတွက်လူတန်းခဲ့တရပါ။အခုတခါမှာလည်းဝင်းမုံရွှေကခင်ပွန်းတဲ့ကိုနိုင်ပြိုးကျော်ပိုင်ဆိုင်နေ NPK မော်တာနဲ့ MG မြန်မာကုမ္ပဏီကနေတစဉ်မြန်မာငွေကျပ်1ဘီလီယံကိုလူတန်းခဲ့ပါတယ်။ ငွေကျပ်1ဘီလီယံဆိုတာကသိန်းပေါင်းတစ်သောင်းနဲ့ညီမျှပြီးတော့တော်တော်လေးလဲများပြားတဲ့ပမာဏဖြစ်ပါတယ်။ဒါမဲ့လည်းဝင်းမုံရွှေကြီးကတော့ကြည်ကြည်တချမ်းသာကြွယ်ဝတဲ့ခင်ပွန်းတဲ့ရဲ့ပိုင်ဆိုင်မှုနဲ့ပါဝင်လူတန်းကြီးရဖြစ်ပါတယ်။ဝင်းမုံရွှေရဲ့ခင်ပွန်းကိုနိုင်ဖြိုးကျော်ကိုအခုချိန်မှာမြန်မာနိုင်ငံရဲ့အလားအလာအရှိဆုံးစီးပွားရေးလုပ်ငန်းရှင်တထေးကြီးတယောက်ဖြစ်သတ်မှတ်ထားကြပါတယ်။ဒါကြောင့်မလို့လဲဒီလောက်လူတန်းနိုင်တာပါ။အခုတခါမှာတော့အင်းလေးဒေတာကိုနိုင်ငံကျော်ရုပ်ရှင်တယောက်ဆောင်မင်းသမီးအကယ်ဒမီဝင်းမုံရွှေကြီးကလာရောက်ကူညီခဲ့ခြင်းမှုတွေပြုလုပ်နေရလို့သိရပါတယ်။မြင်းကလေးဘေးမှာ ဒုတိယကြားပြစီဆုံးရှုံးမှုအများပြားနေရကအင်းလေးဒေတာဖြစ်ပါတယ်။အင်းလေးဒေတာဆိုတာက ရေပြင်ဒေတာဆိုပေမဲ့သခိုင်းမြင်းကလေးကြောတက်ရောက်မှုနဲ့အတူအင်းလေးဒေတာကအထူးခိုင်းမှုများပြားခဲ့ရဖြစ်ပါတယ်။အင်းလေးဒေတာမှာနေအိမ်တွေပြိုကျပျက်စီးသွားပြီးတော့အင်းလေးရေပြင်တွေခန့်ချောက်သွားတာကိုလည်းမြင်တွေ့ရပါတယ်။ဒါအပြင်အင်းလေးဒေတာမှာခရုတွေငားတွေလည်းတိတ်ဆုံးကုန်ပါတယ်။တချို့သောဂိင်းကနဲအချက်လက်တွေအရတော့အင်းလေးဒေတာမှာလူပေါင်း200ကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ ဒါမဲ့လည်းလူတွေအများစုကတော့ပျက်စီးဆုံးရှုံးမှုများပြခဲ့တဲ့သခိုင်းနဲ့မန္တလေးဒေသတွေကိုပဲကူညီခဲ့စေနေကြတာပါအခုတခါမှာတော့ဝင်းမုံရွှေကအင်းလေးဒေသကိုကူညီခဲ့စေရေးလုပ်ငန်းတွေလှုပ်ဆောင်နေပါတယ်အင်တာနက်ပေါ်မှာတော့ဝင်းမုံရွှေတယောက်အင်းလေးရေကန်ထဲမှာလှေစီးပြီးတော့ကူညီခဲ့စေနေတဲ့မြင်ကွင်းကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငလင်ပေးမှာတိတိယောက်ယောက်လူတန်းနေတဲ့ဝင်းမုံရွှေနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်